Hit Hot R&B လို့ electronic ပဲနွယ်တဲ့ music မျိုးစားတွေအတွက်အသုံးဝင် အဖိုးတန် Native Instrument Battery 4 BSD plan လေးကိုမျှဝေလိုက်ပါတယ်။ဒါတော့ကျွန်တော်ကြူပေးမှာ Battery 4ကို ခေါ်လိုက်မယ် instrument ထွက်ကနေ။စာချင်းသူကဒီလိုကွက်လက်ပေါ်နေတယ်။ဒီဘက်မှာ kit ဆိုရင်သူက kit အစုံလိုက်ပေါ့နော်။ဥမာကျွန်တော် ASUS kit ဆိုတာလေးကိုခေါ်လိုက်မယ်။ဒါဆိုရင်သူအစုံလိုက်ဝင်လာပြီ။ thank you ဒီမှာအတန်ကာလာတွေအများကြီးပါတယ်အဆုံးအထိအများကြီးပဲအောက်ဆုံးဟာလေးကိုပြန်ခေါ်ကြည့်လိုက်မယ်ဒီကောင်တွေကိုကိုယ်စိတ်ကြိုက်အတန်တွေကိုရှည်နေ တိုးလို့ရတယ်ဖြတ်လို့ရတယ်အဲ့ဒီပြင် robust ပြောင်းပြန်ပြန်လှန်လို့ရတယ်။ဥမာဒီတန်ဒီအရ robust နေလိုက်ရင်သူအတန်ပြောင်းပြန်ပြန်သွားမယ်။အဲ့လိုမျိုးလေးဒီအရ robust လို့လိုက်မယ်။အတန်လှိုင်းကိုပြောင်းပြန်လှန်လိုက်တာပေါ့။အဲ့လိုမျိုးလေးသုံးလို့ရတယ်။နော်ဒီဘက်မှာ sample ရှိရယ် sample ကတော့တတန်ချင်းခေါ်ထဲတာပေါ့သူလည်းမျိုးစားအများကြီးပါတယ် ရာချီလောက်တယ်။မဖိုကေရီယာစပါတယ်ပေါစတီ။စစ်ကြက်လူရီရာဒီအပေါ်ဆုံးမှာဆိုရင်ကုစတစ်ဂီတာ။သွားတော့ဒီလိုရွေးရတာဒီနေရာမှာထည့်မယ်ဆိုရင်ဒီကောင်လေးကိုရွေးတာပြီးရင်ဒီကုစတစ်ဂီတာကိုနှိပ်လိုက်။ဒါဆိုဒီမှာကုစတစ်ဂီတာဖြစ်သွားပြီ။ဒီမှာကိုလို့လို့အတက်တွေဒီကေးတွေဟိုးတွေအကုန်ပြန်ချိန်လို့ရတယ်ဗော်လူးမ်တွေ။ဒီမှာအမောင့်တွေအကုန်လုံးပြန်ချိန်လို့ရတယ်နော်။ရဘတ်ပြောင်းမယ်လှန်လို့ရမယ်။ ဒီမှာ key လဲ change လို့ရတယ်အခုက C3 အဲ့တော့ဒီကလေးကိုအမှန်ချစ်ချစ်လိုက်ဒီကောင်ကိုမှတင်ကြည့်လိုက်မယ်ကျွန်တော်ဒီမှာဆို G2 ဖြစ်သွားပြီဟာသူ original နဲ့ဆိုရင် C2 key လဲ change လို့ရတယ်အဲ့တော့ junior နေ change လို့ရတယ်ပန်တွေကိုတလုံးချင်းကိုဘယ်ညာပန်ကိုစိတ်ကြိုက်ခွဲလို့ရတယ် ဒလေးတွေတော့ဘတ်တွေကိုထပ်ထည့်လို့ရတယ်တခုကိုအတန်တစ်မျိုးစီကိုကိုယ့်ဟိုဒီ sample တွေကနေပြီးတော့စိတ်ကြိုက်ရွေးပြီးထည့်သွားလို့ရတယ်ဒီဒုတိယနေရာမှာဒီကောင်ရွေးလိုက်မယ်ဆိုရင်မိုးလေးတန်းတန်းထည့်လို့ရတယ်ဒီတတန်စီဆိုတဲ့နေရာမှာသူ့ထဲမှာ ပေးထားတဲ့အတန်တွေမဟုတ်ဘဲနဲ့ကျွန်တော်အပြင်အတန်တွေပါဟို one shot တန်တွေ sign တန်တွေပုံတန်တွေတခြားပြင်ပ ဘယ်တမ်းမဆိုပါတော့ဝေးဖိုင်လေးရှိရင်ဆွဲထည့်လို့ရတယ်ဝင်နမူနာကျွန်တော်ဖိုင်ကိုခေါ်လိုက်မယ်ဖိုင်ခေါ်လိုက်ဒါကျွန်တော်ဟတ်တစ်ထဲကမွှတ်ရထဲတဲ့နေရာအဲ့နေရာကိုရွေးပေးထားတာရွေးပေးထားပြီးတော့အဲ့ထဲကမြန်မာ instrument ဖွင့်လိုက်မယ်မပုံဖွင့်လိုက်မယ် finger ကိုဖွင့်လိုက်မယ် finger တွေကမှ high ကိုဖွင့်လိုက်မယ်မှ C2 C2 ဒီကိုဆွဲထည့်လိုက်မယ်ဒါဆိုတိုးဖြစ်သွားပြီ ဥမာဒီနေရာမှာကျွန်တော်ရေကိုထည့်လိုက်မယ်ပြီးနောက်တစ်နေရာမှာမီကိုထည့်လိုက်မယ်ဖာထည့်လိုက်မယ်နောက်တစ်ခုမှာဆိုထည့်လိုက်မယ် ၆လုံးဘက်ပါညာပေါ့နော်၆လုံးဘက်ပါညာဆိုရင်တဝိုင်းလုံးတဝိုင်းလုံးသာအတန်ထည့်ပြီးတော့၆လုံးဘက်တဝိုင်းသာအတန်ကိုပြည့်ထည့်ပြီးတော့၆လုံးဘက်ဒီပိုင်းလည်းရေးလို့ရတယ်အများကြီးသုံးဝင်ပါတယ်မရေးမဆိုရင်လည်းသူ့ဒီမှာကျွန်တော်မီဒီထွက်တဲ့ဝင်လိုက်ပေါ့သူ့တံပင်းမှာရှိတဲ့ရှာလိုက်မယ် ခုနကကျွန်တော်ထည့်ထားတဲ့၅သံဘုံ၅သံပါနော်ဒီမှာဆင်လိုက်သွားတယ်ပြီးမီရရေနေရာမှာဆိုဒီကောင်ဆက်လက်လို့ပြီးပွားလိုက်မယ် လိုမျိုးပေါ့နော်ကျွန်တော်တော့မြန်မာသားမကျွမ်းကျင်တော့ခြောက်လုံးဘက်တစ်ပိုင်းမီးရေးနေအောင်ကျွန်တော် drilling file ပဲနည်းနည်းစီပြတာပေါ့နော်ကိုလိုချင်သလိုဒီနေရာမှာကိုလိုချင်တဲ့အတန်လေးခြောက်လုံးဘက်အတန်လေးအကုန်လုံးစီထည့်သွားစီထည့်သွားပြီးတော့ခုနမီဒီ trap မှာကိုစိတ်ကြိုက်ပြန်ရေးပေါ့နော်ဘက်ဆုံအများကြီးအသုံးဝင်ပါတယ် library ထဲမှာဆိုလဲဒါမဆုံးနိုင်အောင်အများကြီးတွေပါပါတယ် ါလည်းကိုဒရန်ရေးကျင်လဲဆိုရင်ကိုစိတ်ကြိုက်အတန်လေးကိုမှတ်မှတ်ပြီးဒီမှာပြန်ဆမ်းပြီးရေးလို့ရတာပဲဒါဆိုရင်အတန်ပြောင်းသွားလိမ့်မယ်ကိုအတန်ပြန်ဆမ်းလို့ရတယ် ကို MIDI controller ရှိရင် MIDI controller နဲ့လည်းတီးထည့်လို့ရတယ်ဒီ C1 နေအတန်လေးအစတာပေါ့နော်အဲ့ဒါနေပြီးတော့ကိုဒီဒီဟောင်းလေးတစ်ခုချင်းစီတစ်ခုချင်းစီစိတ်ကြိုက်ကိုအတန်လေးစိတ်ကြိုက်ရွေးထည့်ပြီးတော့လည်းစိတ်ကြိုက်စီရေးလို့ရတယ် music producer ရဲ့အတွက်တော့အရန်သုံးဝင်တဲ့ plugin လေးတစ်ခုပါမတိသေးတဲ့လူတွေအတွက်မျှဝေလိုက်တာပါဟုတ်တည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ် ျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်